ဒီအဖြတ်ခံမဲ့ layer တွေပေါ့နော် feature layer တွေအများရှိရဆိုရောဖြတ်ထုတ်လို့ရလားရပါတယ်နော်အဲ့တော့ဘလို့ဖြတ်ထုတ်မှာလဲဒီနေရာမှာတော့ကျွန်တော်ဒီမှာ step editing လေးကျွန်တော်ပေးထားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ညော step editing လေးပေးထားခြင်းဒီ editor 2ကိုအသုံးပြုတဲ့အချိန်မှာ processing လေးကိုကျွန်တော်တို့ကတွေ့ရအောင်လို့ဖြစ်ပါတယ်အဲ့တော့ step editing ပေးထားမယ် water waste day ပြီးလို့ရှိရင် rail waste day road day အဲပြီးလို့ရှိရင် water body တွေပေါ့ဒီနေရာတွေကိုကျွန်တော်တို့က မကွေးတိုင်းအတွင်းမှာရှိနေတဲ့ data တွေဝယ်လိုချင်တယ်ကျန်တဲ့ data တွေကိုမလိုချင်ဘူးအဲ့တော့ clip ကိုအသုံးပြုပြီးတော့ဖြတ်ထုတ်မယ်ပေါ့အဲ့တော့ဒီမှာ layer တွေအများကြီးကိုကျွန်တော်ဒီပိုင်းနဲ့ဖြတ်ထုတ်မှာဖြစ်တဲ့အတွက်တို့ multiple clip ကိုကျွန်တော်တို့ကအသုံးပြုမယ်လက်ရှိကျွန်တော်ငိုဖြတ်ထားတဲ့ place ကိုအမှန်ကြီးခလိခဏဖြိုးလိုက်မယ်ပြီးပြီဆိုတော့ねကျွန်တော်တို့ဒီမှာ astro box ကိုသွားမယ် astro box မှာဒီမှာကျွန်တော်တို့ clip ဆိုတာရှိတယ်နော် clip မှာဒီကကြ right click ထောင်းမယ်ကျွန်တော်တို့က batch ဆိုပြီးတော့ကျွန်တော်တို့က ရွေးလိုက်မယ်โอเคအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကကို import feature မှာပေါ့เนาะ import feature မှာကိုဖြတ်ချင်တဲ့နေရာကိုရွေးမယ်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်เนาะ waterways ကိုရွေးမယ် cliff feature ဖြတ်မဲ့နေရာပေါ့ဟောဒီနေရာမှာဆိုလို့ရှိရင်တော့ boundary ကိုကျွန်တော်တို့ရွေးလိုက်မယ်နောက်တစ်ခုတော့ကျွန်တော်ဒီမှာ output feature ပေါ့ output feature မှာဆိုရင် double click နှိပ်လိုက်မယ် အဲဒါဆိုလို့ရှိရင် clip 1ဆိုပြီးကြာလာတယ်အဲ့နေရာမှာကျွန်တော်ကဘယ်နေရာမှာ output ထားမှာလဲပေါ့အဲ့တော့ဒီမှာ folder လေးကိုနှိပ်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကစာရိုက်လိုက်မယ်ဒါဒီ waterways ပေါ့ w a t e r w a y s waterways စစ်ပေးလိုက်မယ် okay ပေးလိုက်မယ်အဲ့တော့ x y tolerance ကိုမထည့်တော့ဘူး default အတိအကျပဲကျွန်တော်ဖြတ်မယ်ပေါ့ ဒါဒီကျွန်တော်တို့က layer တစ်ခုပေါ့နောက်ထပ် layer တွေကျွန်တော်အဲ့လိုရတယ်ဒီမှာကျွန်တော်ကနောက်တဲ့ layer ပဲနှစ်ခုကျန်တယ် railway stray road တွေ water ဆိုတော့၃ခုကျန်တာဖြစ်တယ်တော့ကျွန်တော်ဒီမှာ၃ခုအပ်လိုက်မယ်1 2 3အဲ့တော့ effort feature မှာဘာကိုရွေးမလဲဆိုလို့ရှိရင် railways ကိုရွေးမယ်နောက် layer တစ်ခုဒီကျွန်တော်တို့ဘာရွေးမလဲဆိုတော့ road ကိုရွေးမယ်နောက်ဆုံး layer ဒီ water ကိုရွေးမယ်အဲ့တော့ click feature ဒီအားလုံးဒီ state and region boundary နဲ့ပဲကျွန်တော်တို့ state and region boundary state and region boundary အဲနောက်တစ်ခုကတော့ကျွန်တော်တို့ output ပေါ့နော် output ကဘယ်မှာထားမှာလဲတော့ဒီနေရာဒီတပည့်ကလစ်နှိပ်လိုက်မယ် railways ပေါ့နော် railways ကိုကျွန်တော်ဒီမှာအမည်ပေးလိုက်မယ် r a i l w a y s railways okay ပြီမယ်အဲနောက်တစ်ခုကျွန်တော်ဒီမှာတပည့်ကလစ်နှိပ်လိုက်မယ် open folder လေးရွေးလိုက်မယ်အဲပြီးလို့ရှိရင်သူဒီ road ပေါ့နော် r o a d road save ပေးလိုက်မယ် okay ပေးလိုက်မယ်နောက်တစ်ခုကကျွန်တော်တို့တပည့်ကလေးနှိပ်မယ် water ပေါ့နော်အဲဒီမှာ w a t e r water okay အဲ့တော့ဒီမှာကျွန်တော်တို့ layer ၄ခုပေါ့နော်ဒီ multiple အနေနဲ့ကျွန်တော်တို့တစ်ခါတစ်ချိန်နဲ့ပေါ့တန်းပြီးတော့ဖြတ်လိုက်မယ်အဲ့တော့ okay ကိုနှိပ်လိုက် တော့ကျွန်တော်တို့ဒီမှာ stack identity ပေးထားဖြစ်တဲ့အတွက်သူ့ရဲ့ processing တွေကိုကျွန်တော်တို့ကဒီမှာမြင်နေရချင်းဖြစ်တယ်အဲ့တော့အချိန်လေးနည်းနည်းစောင့်လိုက်မယ်အချိန်နည်းနည်းစောင့်လိုက်တာနဲ့ဒါ automatic အဲကျွန်တော်တို့ clip လုပ်တဲ့ဟာကိုရမှာဖြစ်ပါတယ် okay ဒီမှာ complete ဖြစ်သွားပြီ close ကိုနှိပ်မယ် save stop editing ပေါ့ပြီးပြီဆိုတော့ကျွန်တော်တို့ဒီမလိုတဲ့ပေါ့နော်ကျွန်တော်တို့ layer တွေကျွန်တော်တို့အကုန် remove ပေးလိုက်မယ် uh, remove 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 ပြီးလို့ရှင်ဒီမှာကျွန်တော် water ကဒါဖြတ်လိုက်တဲ့ data ပေါ့အဲ့တော့ data add data နေသွားမယ်ဒီ clip ထဲမှာ water add ပြီးသွားပြီ place add ပြီးသွားပြီကျန်တဲ့ layer 3ခုပေါ့နော် ray waste ရယ် row ရယ်အဲ water waste ကိုကျွန်တော် add ကြည့်မယ် keyboard က control ကိုနှိပ်ပြီးတော့ select ပေးမယ်ပြီးလို့ရှင် add ကိုနှိပ်မယ် โอเคဒါဆိုလို့ရှင်ကျွန်တော်တို့ဒီမကွေး area အတွင်းမှာရှိနေတဲ့ road railway တွေ waterway တွေကိုရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ symbology ကျွန်တော်တို့ change ကြည့်မယ် water water color ပေါ့ water color ကျွန်တော်တို့ဒီမှာရွေးလိုက်မယ် outline ကိုလည်းဒီ color ရွေးလိုက်မယ် water ပြီးရချင်းကြရင် waterway တွေကိုလည်းဒီအပြာရောင်ကိုကျွန်တော်တို့ရွေးလိုက်မယ်အဲ့တော့ road ပေါ့နော် road မှာဆိုလို့ရှင်တော့အနီရောင်ကိုကျွန်တော်တို့ရွေးလိုက်မယ် railways ပေါ့ယထာလိုင်းကတော့ဒီ symbology မှာဒီမှာ railways road ပါတယ်အဲသူ့ရဲ့ thickness ထူလိုက်မယ်အပေါ်ဆုံးတင်လိုက်မယ်ပြီးရင်စေးလိုက်မယ်ဒါဆိုလို့ရှင်တို့ဒီမကွေးတိုင်းအတွင်းမှာရှိနေတဲ့ water waste တွေ water တွေ road တွေ place တွေပေါ့နော်ဒါတွေအားလုံးကိုရရှိမှာဖြစ်ပါတယ်ဒါဆိုလို့ရှင်ကိုလိုအပ်တဲ့အခြား project တွေကိုဒီမှာဆက်ပြီးတော့လုပ်လို့ရပါတယ်အော်မြေပုံတွေပဲထုတ်တာပဲဖြစ်ဖြစ်တခြား ဒီ analysis လောက်တာပဲဖြစ်ဖြစ်ဒီ data ပေါ်မှာ modify ပြီးတော့ဆက်လက်လုပ်လို့ရပါတယ်ကျွန်တော်တွေဒီ clip 2နဲ့ပတ်သက်တဲ့သင်ခန်းစာမှာမေးမြန်းစရာရှိရင်အောက်မှာ comment ပေးပြီးတော့မေးမြန်းနိုင်ပါတယ်ဒီသင်ခန်းစာကိုနှစ်သက်တယ်ဆိုလို့ရှိရင် like ပေးဖို့မေတ္တာရက်ခံလိုပါတယ်ဒီသင်ခန်းစာက make ဆွေတို့အတွက်အကျိုးရှိရဆိုရင် subscribe နဲ့ share ပေးဖို့အတွက်မေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ